ာအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ရဲ့ဗီဒီယိုလေးမှာတော့အနေကစိတ်ဝင်စားဖို့ကောင်းတဲ့ခေါင်းစဉ်လေးအောက်ကနေဆင်းနေပြီးတော့မှဖြစ်ပါတယ်ဆိုတော့ဒီနေ့ဗီဒီယိုလေးရဲ့ခေါင်းစဉ်ကတော့ X manifestation ဖြစ်ပါတယ်နော်အဲ့တော့ဒီအနေဗီဒီယိုလေးကို edit လုပ်ပေးနေရတူကတော့အခုအနေရဲ့အမျိုးသားဖြစ်တူကလုပ်ပေးနေတာပေါ့နော်ဆိုတော့ဒီ topic ကိုပြောဖို့အတွက်ကတော့နည်းနည်းတော့စဉ်းစားလိုက်ရတယ်ဒါပေမဲ့လေအနေရဲ့ကိုတွေ့အတွေ့အကြုံလေးတွေကိုဝေမျှပေးစင်ပြီးတော့တကယ်ကို စက်မန်နဲ့ manifestation တခုရပို့ပြီးတော့အချစ်ရေးမှလည်းကိုလိုချင်တဲ့ဘဝကိုရရှိဖို့အတွက် ပေါ့နော်အနေတကယ်လို့တွေ့လှုပ်ဆောင်ခဲ့တဲ့နီလန်းတွေရောကြရှုံးခဲ့တာတွေရောကိုအနေကဝေမျှပေးတော့မှာဖြစ်ပါတယ်အဓိကတော့ x manifestation ပေါ့နော်အနေရဲ့ channel ကိုအဲလွန်ခဲ့3နှစ်လောက်တည်းက join ထားတဲ့ so family များဆိုတည်ပါလိမ့်မယ်အနေလွန်ခဲ့တဲ့3နှစ်လောက်က video တစ်ပုဒ်တင်ပို့တယ်အဲ့ video တစ်ပုဒ်ရဲ့ကောင်းစင်ကကိုယ့်ရဲ့ အဲဒီ XPLR အောက်ဘယ်လိုလုပ်ရမလဲဆိုတာလေးကိုတင်ပေးပူတာပေါ့နော်ဆိုတော့အဲ XPLR ကိုဘယ်လိုလုပ်ရမလဲဆိုတဲ့ဟာကိုအနေစမ်းသက်တုံးကလည်းအောင်မြင်ခဲ့ဒါပေမဲ့တစ်ချိန်တည်းမှာပဲကြာရှုံးခဲ့တယ်လို့လည်းပြောရပါမယ်အခုနောက်ပိုင်းမှာအနေစီကိုလာမေးကြတဲ့ဒူရီထဲမှာအခြေအနေနဲ့ပတ်သက်ပြီးတော့အဆင်ပြေအောင်ဘယ်လိုလုပ်ရမလဲနောက်တစ်ခါအဓိကတော့ကိုယ့်ရဲ့ချစ်သူဟာဒီစားဘယ်လောက်ဘယ်လိုလုပ်ရမလဲကို့ပမာအာဒီလူတယောက်ယောက်ကချစ်လာဘယ်လိုလုပ်ရမလဲဆိုတဲ့ topic တွေနဲ့မေးကြရပေါ့နော် အဲ့ manifestation အခြေအရေကိုလုံးလို့မရအောင်လားဆိုရင်ရပါတယ်เนาะ တော့ absolutely 100% manifest လုပ်လို့ရတယ်။တချို့ကလည်းပြောကြတယ်အခြေရ manifest လုပ်လို့မရဘူးရတာပေါ့အနေရောကဘာလို့လဲဆိုလူရဲ့စိတ်ဆွမ်းအင်ကဘယ်နေရာမှမဆိုအသုံးချလို့ရတယ်။ဥပမာကိုချစ်သူအကိုပြန်လာစီတင်တာပဲဖြစ်ကိုရဲ့လုံးဝမသိတဲ့သူတယောက်ကိုချစ်လာစီတင်တာပဲဖြစ်ဖြစ်အနေရောရဲ့စိတ်ကအရာအားလုံးကိုဖြစ်မြအောင်လုပ်နိုင်တယ်။ဒါပေမဲ့ the problem က responsibilities တကယ်ယူနိုင်လားဆိုတာပဲဖြစ်ပါတယ်။ကိုကတကယ် responsibilities ယူနိုင်လား ီးတော့ကိုကတကယ် heal ဖြစ်ပြီလားအဲ့မိခွန်းနေပဲဖြစ်တယ်ပေါ့နော်ဆိုတော့အန်တို့ကကိုနဲ့မသိတဲ့သူတရားကိုချစ်လာရလဲလှုပ်လို့ရတယ်လို့မျိုးကိုချစ်သူကပြန်လာရလဲလှုပ်လို့ရတယ်ဒါပေမဲ့သူတို့ကနေပြောယူဆောင်လာမဲ့သူတို့ရဲ့နောက်ွယ်မှာယူဆောင်လာမဲ့အရာရှိတယ်ဆိုတော့အန်တို့ကလူတစ်ယောက်နဲ့တစ်ယောက်ပေါင်းစည်းပြီးဆိုတဲ့ချိန်မှာ အပေါ်ရလေးပဲပေါင်းစည်းလိုက်တာမဟုတ်သူရဲ့နောက်မှာတတိတဒန်းကြီးပါလာမယ်ခါမီကွန်ထရက်တီရောเนาะသူ့ရဲ့အဒီ family တွေလည်းရှိမယ်သူ့ရဲ့ဒီ soulmate တွေလည်းရှိမယ်အများကြီးကိုအနေရောကကိုပွားရယ်ကိုဆွဲခေါ်လာလိုက်တာ အဲ့တော့အဲ့လိုဆွဲခေါ်လာလိုက်တဲ့အချိန်မှာအနေရောကသူ့ဘဝရဲ့ life path ကိုကိုကအတူတကွရှင်သွဲပြီးတော့ responsibility ရှုဖို့အစစ်နေဖြစ်ပြီလား။နောက်ပြီးတော့ကိုကတကယ်ပဲ heal ဖြစ်ပြီလား။အဲ့ဒီမိခွန်းတွေကပဲအနေရောရဲ့ manifestation အောင်မြင်နိုင်မလားမအောင်မြင်နိုင်ဘူးလားဆိုတာကိုကန့်သတ်ပေးထားတယ်ပေါ့နော်။အဲ့တော့အခုအနည်းငယ်ကိုတွေးတွေးကြုံလေးကိုဝေးမြပြီးမယ်။အနည်းလုံးခဲတဲ့ အာခဏနှစ်လောက်တောင်ငါဖြစ်မဲ့ခြင်းနဲ့အဲဒီမှာ m10 toxic ဖြစ်တဲ့ခြေတို့တယောက်ရှိခဲ့ပူရယ်เนาะ toxic pattern ပေါ်တော့သူကပဲမကောင်းတာမဟုတ်ဘူးအနေအထားသူနဲ့ဆိုမကောင်းနေဘူးအာညီတို့ကြာလုံးဝ karmic pattern ရှိလို့ပေါ့เนาะအာကျောင်းနှစ်တယောက်လဲ attachment အရင်လဲများတယ်လို့မျိုးပဲအဲနောက်ပြီးတော့တယောက်နဲ့တယောက်ကြားထဲမှာလဲအဲ့လိုတွေးလိုက်တိုင်းမှာအမြဲစိတ်ပင်ပန်းနေရအမြဲ train ဖြစ်နေတယ်တယောက်နဲ့တယောက်ကအမြဲ trigger ပေးနေတာပေါ့เนาะအဲ့တော့အဲ့ချိန်မှာအနေအငယ်ရွယ်သေးတဲ့အရွယ်လေးဖြစ်တဲ့ခါကျတော့အဲ့ toxic pattern balance ကြီးကိုပဲပေါ့နော်အရင် attach ဖြစ်တယ်အနည်းတော့အများသောရေ feminine တွေကပိုဖြစ်တတ်ကြတယ် feminine တွေကနဂိုရီယာတို့မှာ healing လုပ်ပေးတင်တဲ့ mother instinct ဆိုတာလေးရှိတယ်မိခင်စိတ်ကလေးရှိတယ်ပေါ့နော်ဒါကြောင့်မို့အနည်းတော့အခုပုံမှာ toxic ဖြစ်တဲ့လူ တွေ့ပြီဆိုရင်မိန်းကလေးတွေရဲ့တဘာဝပို့ပြီးတော့မတ်မောတတ်ကြတယ်။သူတို့ရဲ့မတိစိတ်တရားတဏီယာကငါဒီသူ့ကိုမြစ်တာပေးလို့ရတယ်။ငါဒီသူ့ကို heal လုပ်ပေးလို့ရတယ်။သူကငါနဲ့ဆိုလို့ရှိရင်ပြောင်းလဲသွားမှာပဲဆိုတဲ့စိတ်ကလေးရဲ့နောက်တစ်ခါကျတော့ငါပေါ်ဆိုရင်သူကကောင်းပါတယ်။တခြားလူတွေရဲ့အမြင်မှသာမကောင်းရင်မကောင်းဖို့ပဲ။ငါတယောက်တည်းပေါ်တော့ကောင်းပါတယ်။ငါပဲတည်ပါလေဆိုပြီးတော့ပေါ့တော့ကွာ။ကောင်းကွက်ကလေးကိုရွေးပြီးဆွဲထုတ်တတ်တဲ့အဲ့ဒီ mother instinct တွေရှိတတ်ကြတယ်။ကျွန်တော်ကကိုယ့်ဘဝတွေကိုအဲ့လို toxic ဖြစ်တဲ့သူတွေကဝင်လာပြီးဆိုလို့ရှိရင်အဲ့လိုလိုနေကိုက ာ attachment wants ကရှိသွားပြီပေါ့နော်အဲ့တော့အရင်မှလည်းရှိခဲ့ဘူးတယ်အဲ့လိုပဲ on and off တွေအရင်ဖြစ်တယ်ကိုစိတ်တွေမှာတော့ထင်တာပေါ့နော်ဟာတောင်းကောအရန်ချစ်တာငါလည်းသူ့အရန်ချစ်တာသူနဲ့ပဲငါကဘလောက်ပဲရင်ဖြတ်ရင်ဖြတ်ဘလောက်ပဲစိတ်ညစ်စိတ်ညအတူတူရှိနေမှာဆိုပြီးတော့ပဲပေါ့နော်အနေရောအဲ့လိုမျိုးဖြစ်ခဲ့ကြတာပေါ့နော် on and off တွေအရန်ဖြစ်တယ်အရန်ဖြစ်လိုက်ပြန်ချစ်လိုက်တဘောမျိုးတွေဖြစ်တာပေါ့တွေဖြစ်တဲ့အခါကျတော့သူကအနေပေါ်ကိုအမြဲတမ်း break up စပြီးလုပ်လို့ရှိရပေါ့နော်အမြဲ break ကလုပ်တယ်အဲ့လို break ကလုပ်တိုင်းမှာလည်းအနည်းရဲ့ balance ကပါလဲဆိုတော့အာသူငိုယူပြီးတောင်းမယ်နဲ့ပြန်စီပြေသွားရဲသူကထပ်ပြောရင်ငိုယူပြီးတောင်းမယ်အဲ့ cycle တွေမှာပဲအမြဲလေနေခဲ့တာအဲ့လေနေခဲ့တော့နောက်ဆုံးတစ်ခါမှာအညိုလုံးဝ break ဖြစ်သွားရဲသူကအညိုလုံးဝ block သွားတာကြီးဖြစ်တယ်ပေါ့နော် block သွားရဲအဲ့လို unfollow တွေလုပ်သွားရဲ ဲ့လိုလောက်တော့အချိန်မှာအနေအဲ့ဗီဒီယိုစတင်တော့တာပဲအာဖြစ်ဖြစ်ချင်တော့မဟုတ်ဘူးပေါ့နော်အနေချင်းနေအနေအဲ့မှာ3လ5လလောက်ကြာပြီးရဲ့ချိန်မှာတင်တော့ဘာဖြစ်တင်လဲဆိုတော့ခါကျတော့ slide share ပေါ့နော်ဟာဒီလူမမရရင်ငါလုံးဝမဖြစ်တော့ဘူးဆိုတော့စိတ်မျိုးနဲ့သူ့ရအောင်ဘယ်လိုလုပ်ရမလဲဆိုရှေ့တမြန်နီးလန်းပေါင်းဆောင်ကို like share တော့တာပေါ့အဲ့မှာအနေစပြီးတော့မှဒီ subliminal ဆိုတာတွေလည်းစတွေ့လာတယ် ဒီ left manifestation ဆိုတာလေစတင်လာတဲ့ x comeback တို့ပါတော့အဲ့မှာစတင်လာခဲ့တာပေါ့နော်အဲ့တော့အဲ့မှာနေဘာလို့လဲအသေးသက် manifest လုပ်တော့တာပေါ့နော်အဲ့တော့အသေးသက် manifest လုပ်တဲ့ခါကျတော့ပြန်မလာဘူးလားပြန်လာတယ်တကယ်ကိုပြန်ရောက်လာဒါပေမဲ့အနေကတော့ပြောခဲ့သလိုပဲကို့မှာ heal မဖြစ်သေးရာရှိနေတယ်နောက်ပြီးတော့အနေတို့ဒီ life path ချင်းမတူနေတဲ့အတွက်ကြောင့်မလို့ responsibilities ကိုအနေတို့မယုံနိုင်ဘူးသူရဲ့အနောက်မှာပါလာခဲ့တဲ့ပေါ့တော့အနေတို့ဒီသူ့ရဲ့ karmic ကိုကူပြီးတော့ဖြည့်ပေးရမှာ ရှိတယ်အဲနောက်တစ်ခါကြာလို့ရှင်သူ့ရဲ့ soul contract တွေကိုလည်းပဲကိုကအတူလိုက်ပြီးတော့ဗောနော်အာဝမ်းမြောက်ဝမ်းသာနေပါရမီဖြည့်တွဲခေါ်ပေးရမှာရှိတယ်ဒါပေမဲ့ life pattern မတူတဲ့တွေတနည်းအားဖြင့်တော့ karmic ဖြစ်နေတဲ့လူတွေက responsibilities တယောက်နဲ့တယောက်မယူပေးချင်ကြအောင်ဘာလို့လဲဆိုတော့တယောက်နဲ့တယောက် opposite တွေဖြစ်နေရအောင်အကယ်နေဖြစ်နေရတယောက်နဲ့တယောက်ဟာတွေးဆောင်ရမှာဟုတ်တယ် ဒီချိန်မှာတွေးဆောင်ရမယ်တင်ယူရမယ်ခွဲခွာရမယ် karmic pattern ရဲ့ body အားဒီလိုပဲအဲ့ဒါကြောင့်အနေတို့ကွဲခွာသွားခဲ့တယ်ကွဲခွာသွားခဲ့ပြီးတော့အသိင်းပြရလို့ဂျင်းနေဆိုပြီးတော့လှုပ်ယူတဲ့အခါမှာအနေတို့ဒီသူ့ရဲ့တာဝန်ကြီးကိုယ့်စီကိုရောက်လာပြီးဆိုမှရရရပြီးဒါပေမဲ့အရင်ကလို pattern ပဲပြန်ဖြစ်မှာပဲ ခဏပဲအဆင်ပြေသွားလိမ့်မယ်အရင်အရလိုပုံစံပဲပြန်ဖြစ်မှာပဲဘာဖြစ်လို့လဲဆိုတော့ကိုယ့်ဘက်ကသူ့အတင်းကျပ်ကြီးဆွဲခေါ်နေတာဟုတ်အတင်းကျပ်ကြီးဆွဲခေါ်နေတော့သူလည်း ready မဖြစ်သေးဘူးကိုယ်လည်း ready မဖြစ်သေးရဲ့အချိန်မှာပေါင်းစုံမှုကြီးတခုဖြစ်သွားတယ်အဲ့အကြီးကနှစ်ယောက်စလုံးကိုပို့ပြီးတော့စိတ်ပင်ပန်းစေအောင်ပဲဖြစ်တယ်ဒါကအဲ comic patterns မှာမဟုတ်ဘူးเนาะ soul mate တို့ train flame တို့ကြည်လို့ပဲအချိန်မတန်သေးဘဲနဲ့အတင်းလှုပ်ယူတဲ့ပေါင်းစည်းမှုကြီးကနှစ်ဖက်စလုံးကိုပင်ပန်းစေအောင်ပဲဖြစ်တယ် ဲ့တော့အနေဒါကိုလည်းတဖြည်းဖြည်းတိလာခဲ့တယ်ဒါအနေက comic x ကနေအစပြုပြီးတော့တိလာခဲ့တာပေါ့နော်အဲ့တော့ divine timing ဒီအဲ့တော့ဒီစုံတစ်ခုကိုအထူးတစ်ဖြင့်တယောက်နဲ့တယောက်ပေါင်းစည်းမှုကိုအတင်းလို့ယူဖို့ဟာ မဖြစ်နိုင်ဘူးဒါဟာမှန်နေလို့ရမဟုတ်ဘူးမဖြစ်နိုင်ဘူးလားမရနိုင်ဘူးလားရနိုင်တယ်ဖြစ်နိုင်တယ်ဒါပေမဲ့လည်းပဲအချိန်မရောက်သေးတဲ့အတွက်ကြောင့်မလို့နှစ်ယောက်စလုံးကပိုပင်မန်းနေဒါကြောင့်လေတစ်ခါတလေမှအညီတို့ universe ကတားဆီးလေးရှိတတ်ကြတယ်ပေါ့နော်မဖြစ်လာအောင်လို့ညီတို့အဲ့လိုဖြစ်ပျက်ကို divine intervention လို့ခေါ်တယ် divine intervention ဆိုတာအဲ့လိုကိုယ့်အတွက် ready မဖြစ်တဲ့အတွက်ကြောင့်ကိုဘလောက်ပဲလှုပ်လို့အဲ့ဒါကိုဖြစ်ခွင့်မပေးဘူးပေါ့နော်ရခွင့်မပေးဘူးအဲ့ဒါဆိုရင် divine intervention ဖြစ်ပါတယ် divine interventions ကအချစ် ေမှာမဟုတ်ဘူးတခြားအရာတွေမှာလည်းဖြစ်တတ်တယ် divine innovation ဖြစ်လာပြီဆိုရင်ဘယ်လိုသိတာလဲဆိုတော့အနေရောကိုဘလောက်ပဲလုံးပါစီလုံးဝမရတော့ဘူးလို့ခံစားလိုက်ရတတ်တယ်အဲ့တော့အဲ့ divine innovation လို့သိလိုက်ပြီဆိုအနေရောဘာလုပ်လိုက်ရလဲကိုကိုကို focus ထားပြီးတော့အကုန်လုံးကို let go လုပ်ချလိုက်ရတယ် ားလုံးကို let go လုပ်လိုက်တာအဲ့ဒီကိစ္စချင်းနဲ့ပတ်သက်ပြီးတော့ဒါအခြေပဲဖြစ်ပါဖြစ်ဖြစ်ပေါ့နော်တွေးလည်းမတွေးတော့ဘူးကိုအကောင်ဆုံးလွတ်ခဲ့ပြီးပြီဖြစ်တဲ့အတွက်ကြောင့်ကိုကလွတ်ချလိုက်တယ် surrender လုပ်လိုက်တယ်ပေါ့နော် don't want surrender လုပ်ချလိုက်တယ်ကိုကိုကိုပဲ focus ထားလိုက်တယ်အဲ့တော့ divine intervention တွေကကျန်တဲ့ကိစ္စရဲ့တီမှာတော့အရင်မဖြစ်တတ်ဘူးများသောအားဖြင့်တော့အနေရောဒီ အခြေရေးမှာဆိုပိုဖြစ်တတ်တယ် divine intervention ဒါအင်းကြီးရဲ့ကိုတွေးတွေးကြုံရပေါ့နော်ဘာလို့ဆိုတော့အင်းတို့ငွေကြေးပဲဖြစ်ဖြစ်အောင်မြင်မှုပဲဖြစ်ဖြစ်ဒီရာတွေကအဲကို ready ဖြစ်တဲ့အချိန်ကကိုတို့ divine timing မြင်တယ်ဒါပေမဲ့လူနေရောက်ပေါင်းစုံတဲ့အခါမှာအင်းတို့ကအင်းရှင်းမှာပြောခဲ့ဆိုပဲကန်ဆာမှာနှစ်ခုပေါင်းစုံရတာ သူရဲ့အနောက်မှာပါလာမယ့်အရာတွေအများကြီးရှိတော့ကိုယ့်ရဲ့နောက်မှာပါလာတယ်လည်းအများကြီးရှိတယ်။အနေတို့ရဲ့အလုတ်အကားတို့အောင်မြင်မှုတို့ငွေကြေးတို့ဆိုတော့ကိုယ့်တယောက်တည်းအတွက်ပဲကိုယ့်အတွက်ကိုစူးစမ်းနေတာပဲ။ဒါပေမဲ့လူနည်းရဲ့ပေါင်းစုံမှုကြတော့ဒါနှစ်ဖက်ကံကြမ္မာဖြစ်သွားပြီဆိုတော့အနေကပို့ပြီးတော့လင်းနေတယ်။ဒါကြောင့်မို့ divine intervention ကဒီလိုအခြေအနေနဲ့ပတ်သက်တဲ့ union တွေမှာကြုံတွေ့ရလေးရှိတယ်ပေါ့။အကယ်၍များအနေတို့ဆိုဖက်မြင်များတွေမှာကိုယ့်ရဲ့ ex ကိုပဲဖြစ်ဖြစ် တစိမ့်တဲ့ဟောကိုပဲဖြစ်ဖြစ်ကိုယ်ချစ်လာအောင်လှူဆောင်နေရဆိုရင်ဒီဗီဒီယိုကိုတွေ့လိုက်တဲ့အချိန်ကစပြီးတော့အဲ့ဒါကိုရက်လိုက်ပါလုံးဝရက်လိုက်ပါဒီလိုလုံးနေရတာကိုယ်ကိုလည်းပင်ပန်းစေတယ်တဖက်ကလူကိုလည်းပင်ပန်းစေတယ်လို့မျိုးပဲကိုယ် heal ဖြစ်ရမယ့်အရာတွေကိုလည်းကိုကပြောရရင်တော့အနူရောအနာချက်ခံဒီတိုင်းမှာအမြဲတမ်းပြန်ပြန်တူးဆွာနေတယ်လို့ဖြစ်နေတတ်တယ်ပေါ့နော်ဆိုတော့အနေအချင်းရဲ့ပတ်သက်လာလို့ရှိရင် manifest ကိုမလုံးနဲ့ဆိုတာဒါကြောင့်ပြောတာပါ လုံးလို့မရတာမဟုတ်လုံးလို့ရတယ်ဒါပေမဲ့ ready ဖြစ်တဲ့အချိန်ကိုဆောင်းရတယ်။အဲ့တော့လူနှစ်ယောက်ကပေါင်းစုံမှုအစင်းနေဖြစ်နေပြီဆိုလို့ရှိရင်ဘယ်ရာကမှတာစီလို့မရတတ်ဘူး။ကိုယ်လည်းအစင်းနေဖြစ်နေတယ်။တစ်ဖက်လူကလည်းအစင်းနေဖြစ်နေပြီဆိုလို့ရှိရင်အဒီလူနှစ်ယောက်ဟာပေါင်းစုံကိုပေါင်းစုံရတယ်။ example တဲ့ကိစ္စတွေမှာလည်းဒီလိုပဲ။အခုချိန်မှာကိုယ့်ရဲ့ x ကကိုယ့်နာထွက်သွားတယ်ဆိုလို့ရှိရင်ကိုကဘာလို့သူ့ကိုအတင်းလိုက်ပြီးခေါ်နေရောမှာလဲ။သူတောင်မှမနေချင်လို့ထွက်သွားတာပဲလေ။အဲ့တော့ okay သူထွက်သွားရင်ငါကဘာမှ လုပ်စရာမလိုတော့ဘူးထွက်သွားလိုက်ပေါ့နော်။ ငါဘာလုပ်မှလဲဆိုတော့အဲ့ချိန်မှာကိုကိုကိုပြင်ဆင်မယ်ကိုကိုကိုပို့ချစ်တတ်အောင်လို့ကိုကိုကိုပို့လှအောင်လို့ကိုပို့ပြီးတော့စိတ်ချမ်းသာအောင်လို့ကိုပို့ပြီးအောင်မြင်မှုရအောင်လို့ပြင်ဆင်လိုက်မယ်ဒါဆိုရင်တစ်ဖက်ကသူကလည်းဘာလုပ်မလဲသူ့ကိုယ်သူပြင်ဆင်နေမှာပဲလူနှစ်ယောက်ကဝေးကွာသွားရတယ်ဆိုတာအကြောင်းရင်းရှိတယ်ဘာဖြစ်လို့လဲဆိုတော့ဒါ ready မဖြစ်သေးတော့ပါအနေရှင်းမှာပြောခဲ့သလိုပဲ ခန်ကန်းချမနှစ်ခုကပေါင်းစုံဖို့အစင်းနဲ့မဖြစ်သေးလို့သူလဲသူရဲ့အနောက်မှာတတိတတဲကြီးပါလာတဲ့အရာတွေတော့ပြင်ဆင်အောင်ပါပဲအနေတို့လည်းကိုယ့်နောက်မှာရှိနေတဲ့အရာတွေတော့ပြင်ဆင်အောင်မယ်လူသားတွေကိုအကျိုးပြုဖို့တွေအောင်မြင်မှုတွေပြည့်စုံကြွယ်ဝမှုတွေမိသားစုအရေးကိစ္စတွေဒါတွေအားလုံးတော့ပြင်ဆင်အောင်မယ်အဲ့လိုပြင်ဆင်မှု ready မဖြစ်သေးပဲပေါင်းစုံလိုက်ပြီဆိုရင်အညရတာပုံဖော်ကြည့်လို့ရတယ်ဘလောက်တောင်နှစ်ဦးနှစ်ဖက်မှာဝင်တော့ဝင်ပိုးရများနေမလဲနော် အဲ့တော့လူနှစ်ယောက်ကပေါင်းစုံခြင်းမဖြစ်နိုင်သေးဘူးဆိုလို့ရှိရင် just let it be ဒီတိုင်းပဲဖြစ်ခိုင်းလိုက်ဘာမှလုပ်စရာမလိုဘူးတစ်ဖက်မှာအညီတို့ကကိုကိုကိုပဲပြင်ဆင်ပါကိုက ရက်ကန်ကြမှာကိုကိုကိုယ်တိုင်ပြင်ဆင်နိုင်သွားပြီဆိုတဖကလူကလည်းကို့အတွက်တကယ်စစ်မှန်တဲ့သူဖြစ်နေမယ်ဆိုရင်သူလည်းလိုက်ပြီးပြင်ဆင်နေလိမ့်မယ်အသူလည်းလိုက်ပြီးတော့မှပြင်ဆင်နေပြီဆိုလို့ရှိရင်အနေရောနှစ်ယောက်ကပိုကောင်းတဲ့ version နဲ့တွေ့ဆုံရလိမ့်မယ်အသူလည်းပဲအသူကိုယ်သူ handle လုပ်နိုင်သွားပြီ wisdom တွေရှိသွားပြီကိုလည်းပုံရင်းချက်သွားပြီကိုကိုကို handle လုပ်နိုင်သွားပြီဒါဆိုရင်ဒီအနေရောနှစ်ယောက်ဘောတော့ဒီလူနှစ်ယောက်ရဲ့ပေါင်းစုံခြင်းက ဖာမနဲ့ယူနီယံဖြစ်သွားပြီ။ comic တွေဖြစ်ခဲ့တယ်ဆိုလို့ရှိရင်လည်းပြရလာမှာမဟုတ်ဘူး။အဲ့ဒါလည်းအနေရောဘာဘာနှမျောစရာမလိုဘူး။ဆို comic ကိုတကယ်တမ်းအနေရောချစ်တယ်ဆိုတာလေ attach ဖြစ်နေတာ။တကယ်ချစ်နေရမဟုတ်ဘူး attach ဖြစ်တာသူ့ဘောမှာ။အဲ့တော့ ကိုအဲ့ attachment တန်ရာကိုကုစားဖို့ဒီလူနဲ့တွေ့ဆုံရတာလေအဲ့တော့အညီတို့ဒီဒီ attachment တန်ရာကိုကုစားနိုင်သွားပြီဆိုသူ့ကိုလည်းပြန်လိုချင်နေတော့မှာမဟုတ်ဘူးအဲ့တော့အနည်းတော့ကလည်းဒီလိုပဲဖြစ်ခဲ့ပြန်လာတယ်ဒါပေမဲ့အဲ့လိုပဲအစာတွေပြန်ရောက် priority balance ကြီးကိုပြန်ရောက်သွားတယ်ငိုရိုတယ်စိတ်ညစ်တယ်တောကရောက်တယ်အဲ့ချိန်မှာနေတိလိုက်တယ်ဒါမှားနေပြီဒီလိုပုံစံဖြစ်ရမှာမဟုတ်ဘူးငါ manifest လုပ်ခဲ့ပြီးသွားပြီ ဒါမဲ့အဆင်မပြေဖြစ်နေတော့မယ်အဲ့တော့ဒီ pattern ကြီးထဲမှာငါတကယ်ပြိုနေရဲ့လားလို့တွေးပြီးရဲ့ခါမှနေလက်လွတ်လိုက်တယ်အဲ့လိုပဲ error တွေ break up ဖြစ်သွားကြတယ်ပြောပြပြီးရခါမှာနောက်ထပ်ဒီ9နှစ်လောက်ကြာတဲ့ချိန်မှာပေါ့နော်ဒါအနေနဲ့ train flame နဲ့တွေ့ဆုံခဲ့တယ် union ဖြစ်ခဲ့တယ်ဒါကြောင့်ချစ်ချင်းမြတ်တာ manifestation လုပ်ပြီးဆိုရင်ဘယ်တော့မှတခြားလူအပေါ်မှာ focus မထားပါနဲ့ကိုကိုကိုအပေါ်မှာ focus ထားပါဒါဟာ expert ဖြစ်ဖြစ်ဆိုမိပဲဖြစ်ဖြစ် train flame ပဲဖြစ်ဖြစ်အနေတို့က ကိုကိုကိုအတွက်ပဲချစ်ပါကိုကိုကိုပဲအမြဲရွေးချယ်ပါဘသူနဲ့ပဲရှင်လာရှင်လာကိုကိုကိုရွေးချယ်တတ်လာပြီဆိုရင်ကို့အတွက်စစ်မှန်တဲ့သူဟာလည်းပဲကို့ရဲ့နာကိုအလိုလိုရောက်လာစေမှာပဲပေါ့နော်အဲ့တော့အနေအရောဒါဟင်းချက်သွားတဲ့ version လို့ပြောရမလားအဲ့ဒီ version မှာတော့ expeller ကိုလုံနီးကိုပြောမယ်အစားကိုကိုကိုဘလို့မျိုးစစ်မယ်ဆိုချစ်ရမလဲဆိုတာကိုပဲပြောပြချင်ပါတယ်ဒါအနည်းရဲ့ younger version ကိုပေါ့နော်အမေသူလဲအဲ့တုန်းကသူတီးတဲ့ပုံစံလေးသူတီးတဲ့လောက်ညံလေးနဲ့ဝေးမြပေးနေခဲ့တယ်ပေါ့နော်ဒါပေမဲ့လည်းသူ့ရဲ့ story ကတော့အောင်မြင်တဝက်ကြရှုံလို့ပြောရမှာပေါ့နော်ပြန်လာခဲ့တော့အမှန်ပဲဒါပေမဲ့လည်းအစင်မပြေခဲ့ဘူးအဲ့ဒါကလည်းအနည်းအတွက်စစ်မှန်တဲ့လမ်းကြောင်းကိုမြင်စေခဲ့ပါတယ်မြင်စေခဲ့တယ်ပေါ့နော် ဒါကြောင့်ဒီနေ့ဆက်ပြီးတော့ Android X အကြောင်းမပြောတော့ဘူး။သွားပြီးရတယ်။ That's okay ။သွားလိုက်တော့ကိုပွားတယ်သူထွက်သွားချင်နေရပဲလေ။ကိုကဘာမှဆွဲထားစရာအကြောင်းမရှိဘူး။ငါကက focus ထားမယ်။စစ်မှန်တဲ့သူဖြစ်ပြန်လာလိမ့်မယ်။အထူးသဖြင့်ဒါ feminine နေအတွက်ပေါ့နော် feminine နေအတွက်ဆိုရင်အနေရောက chase လုပ်နေစမ်းမမလို့တာ masculine နေကကိုယ့်စီကိုရောက်လာမှာပဲအဲ့လိုပဲကိုယ့်ရဲ့ x ကလည်း तू ဒါကိုယ် dress စစ်မှန်နေ soulmate တို့မဟုတ် twin flame ဖြစ်နေခဲ့တယ်ဆိုလို့ရှင် तू ready ဖြစ်တဲ့အချိန်မှာ သူ့ရဲ့ better version နဲ့ကိုကိုပြန်ကိုစီကိုပြန်လာမှာပဲဒါပေမဲ့အဲ့လိုမျိုး तू ကပြန်လာတဲ့အချိန်မှာကိုကလည်း तू နဲ့ညီတဲ့ version ဖြစ်နေဖို့တော့လိုတယ်ဒါကြောင့်မို့အနေရော तू နဲ့ကွဲကွာနေတဲ့အချိန်ဒီမှာကိုကိုကို focus ထားပေးရတာကိုကဒီတိုင်းကြီးပဲသူ့ကိုကြီးပဲထိုင်ဆောင်ပြီးတော့မှကိုကိုကိုတိုးတက်တာရယ် growth ဖြစ်တာရယ်ဘာမှမလုပ်နေဘူးဆိုလို့ရှိရင်လည်းဒီလူကကိုစီကိုပြန်လာတယ်သူနဲ့ကိုနဲ့ကြာမှာ gap အရန်กว่าနေမှာ तू ကပိုကောင်းတဲ့သူဖြစ်နေပြီးတော့ ကိုယ့်ရဲ့ level ကသူထားခဲ့တဲ့အတိုင်းပဲကျန်နေခဲ့ပါဆိုရင်လည်းအညီတို့ frequency ချက်မတူတဲ့ energy level ချင်းမတူတဲ့လူတွေကအတူတူပေါင်းစုံနေလို့မရဘူးအဲ့တော့လူနည်းရဲ့ပေါင်းစည်းခြင်းဟာနှစ်ယောက်လုံးရဲ့ effort လိုအပ်တယ်နှစ်ယောက်လုံးရဲ့ decision လိုအပ်တယ်နှစ်ယောက်လုံးရဲ့ energy လိုအပ်တယ်တယောက်တည်းတစ်ဖက်တည်းရပဲလုံးလို့မရဘူးတယောက်တည်းတစ်ဖက်တည်းရပဲနင်းနင်းညံ့ညံ့ supplementary နားထောင်ပြီးတော့ပေါင်းစီရရင်အနေနဲ့ပေါ်ရမှာချက်ချင်းမြစ်တာရဲ့စစ်မှန်တဲ့ပျော်ရွှင်မှုပဲလို့ရှာတွေ့တော့မှာလေ သူလည်းကိုနဲ့စုံစည်းချင်တဲ့အတွက်စူးစမ်းနေရတယ်လို့ကိုလည်းသူနဲ့စုံစည်းဖို့စူးစမ်းနေရတယ် Adford သူလည်း100ဖြစ်အောင်စူးစမ်းနေကိုလည်း100ဖြစ်အောင်စူးစမ်းနေတရားနှစ်ခုပေါင်းထားတဲ့ Wellness ကတာလေးစစ်မှန်တဲ့ Union ဖြစ်ပါတယ်အဲ့တော့အနေရောဒီနေ့ကစပြီးတော့မှပဲကိုကိုကိုပဲချစ်ချင်းမြတ်တာပြပေးလိုက်ပါတစုံတရားကိုကိုချစ်လာဖို့လုံနေရှာမလိုပါဘူးကိုဟာတစုံတရားကိုကိုအတင်းကြီးပြန်ချစ်လာဖို့ကိုစီပြန်ရောက်လာဖို့လုံနေရှာမလိုတဲ့ ချစ်ချင်းမြတ်တာရင်းနဲ့ထိုက်တန်ပါတယ်။အနည်းတော့ကတော့အဲ့ဒီ affirmation ကိုအတွက်ပြောင်းလဲစေခဲ့တယ်။တစုံတယောက်ကကိုယ့်ကိုအတင်းချစ်လာအောင်။တစုံတယောက်ကိုယ့်ဘဝရရာဒီကိုနဲ့မနေချင်လို့ထွက်သွားတဲ့သူတယောက်ကိုယ့်စီကိုပြန်လာအောင်။အတင်းလုံးယူနေစရာမလိုတဲ့ချစ်ချင်းမြတ်တာရင်းနဲ့ငါဟာထိုက်တန်ပါတယ်ဆိုရယ်စိတ်နဲ့နှိုးထပြီးတဲ့အခါမှာအနည်းတော့ဒီသူကိုယ့်ကိုပြန်ချစ်လာပါစေ။သူကိုယ့်ကိုစိတ်ဝင်စားလာပါစေဆိုရယ်အရာတွေပါ energy ကုန်မဲ့အစား။ ကိုကိုကိုပို့ပြီးတော့ချစ်ခင်ပေးလိုက်ပါဒါဟာအလင်းမြန်ဆုံးချစ်ချင်းမြတ်တာအောင်မြင်စေတဲ့ tips လေးဖြစ်ပါတယ် အဒီဗီဒီယိုကြည့်နေတဲ့အညီရိုဆိုဖမီများအတွက်လေဒီကနေ့ရဲ့ဗီဒီယိုလေးကတော့အကူညီထောက်ပံ့လေးတခုရရှိခဲ့မယ်လို့အညီယုံကြည်ပါတယ်။ဒီရဲ့ချက်ချင်းမြေတာနဲ့ပတ်သက်ပြီးတော့မှတကယ်ကိုပြောင်းလဲစေနိုင်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်အညီရိုဆိုဖမီများကိုလည်းအညီကဒါယုံကြည်ချက်ရှိရှိနဲ့ပြန်ပြီးဝေမျှပေးနိုင်တယ်။ training ဖြစ်မဲ့ technique တွေကိုအညီမဝေမျှပါဥပမာအဖြစ်အရင်တော့အညီလုပ်ခဲ့တယ်လို့ပေါ့နော်။အာဒီ scripting visualization 360အဲ့ အဲ့ဒီမှာ test တွေကိုအနေဒီနေ့မှာမဝေးမြပေးချင်ပါဘူး။တိုက်လည်းမတိုက်တွန်းချင်ပါဘူး။တခြားသောဒီလုပ်ငန်းငွေကြေးအောင်မြင်မှုဒါတွေနဲ့ပတ်သက်လို့ရှိရင်တော့ techniques တွေကိုအနေအားပေးပါရီ။အခြေအနေနဲ့ပတ်သက်ရတော့အနေတကယ်တမ်းပြောရရင်ဘာနီလန်းမှမလုပ်ဖဲနဲ့အဲ့လိုနီလန်းတွေလုံဖို့ကုန်မဲ့ energy ကိုကိုယ့်အတွက်ကိုပြောမှ invest လုပ်ချင်ပါရီ။အကယ်လို့ချစ်ချင်းနေတာနဲ့ အာတကယ်တော့အနေချက်ချင်းပြတာနဲ့ပတ်သက်ပြီးလုပ်ခဲ့တာတခုတော့ရှိတယ်အဲ့ဒါပါလဲဆို supplemental တော့ညီနားထောက်တယ်အဲ့ဒါကအနေရဲ့ inner child လေးကိုပျော်ရွှင်စေလို့ပေါ့နော်တစုံတယောက်ပေါ်မှာ focus စားရမယ်မဟုတ်ပဲဒီလိုပဲ enjoy ဖြစ်လိုက်တယ်ကို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 ပို့ပြီးတော့ချစ်စေဖို့အတွက်ကိုကိုကိုပို့ပြီးတော့မှအာ self love dose ဖို့အတွက်အဲ့လို supplemental လေးတွေတော့နားထောင်လေးရှိတယ်ပေါ့နော်အာတခါလေးမှဒီ fan ဖြစ်စေမဲ့ပေါ့နော်အာသူငါ့ကို miss ဖြစ်နေအောင်သူငါ့ကို crazy ဖြစ်နေအောင်ဆိုတာလေးတွေနားထောင်လေးရှိတယ်ဒါပေမဲ့အဲ့အရာကြီးပေါ်မှာတော့ နေအရန်ကြီးစိတ်မရှိနေဘူးပေါ့တော့ဒါယူနားထောက်ပြီးရတယ်ချက်ချင်းသူငါဆိုရောက်လာလိမ့်မယ်ဒါယူနားထောက်ပြီးရတယ်သူငါ့ကိုအရန်ချစ်လာလိမ့်မယ်ဆိုတာမျိုးတွေတော့မရှိဘူးဒီလိုပဲတချင်လေးတမို့နားထောက်တယ်လို့ပဲဘောဘဘာလီတော့လှုပ်ဆောင်လေးရှိအဲဟာလီကတော့အဲအနေလောက်ခဲ့တဲ့ extra tips တွေတခုဖြစ်ပါတယ်ပေါ့နော်ဟုတ်ကဲ့ပါရှင်အနေရဆိုဖန်မီများဒီနေ့ဗီဒီယိုလေးကိုကြည့်ပြီးရတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ဗီဒီယိုကိုကြည့်နေတဲ့ဆိုဖန်မီများအားလုံးလည်း ကိုအတွက်စစ်မှန်တဲ့ချစ်ချင်းမြတ်တာတွေလက်ခံရရှိပါစေလို့အနေအားဆုတောင်းမြတ်တာပို့တာလိုက်ပါရနော်။အနေနဲ့နောက်ထပ်ဗီဒီယိုလေးတွေမှပြန်ဆုံကြပါမယ်ရှင်။ကျေးဇူးများကြီးတင်ပါတယ်။